။ဩအမကတော့ပဲကိုရီးယားငငယ်လေးရနော်။ငငယ်လေးရအမကလည်းအားကျခဲ့ရတယ်။အမတရှင်းနေလေတဲ့။ဟိုဖြတ်တန်းခဲ့ရပဲလေ။ဖြတ်တန်းခဲ့ရဆိုအမကတော့လုံးဝပြောကြအမအဲ့လိုကွာကို့အနေနဲ့အမကိုဟိုထောက်ပြပြီးတော့ဝေဖန်ဘူရာမမတင်ဘူးဘာတည်အောင်တူတဆကြောင်ရောက်ကလာမေးပြခဲရင်မင်းရဲ့အချောင်းတွေမပြောပြခြင်းဘူးတကယ်လို့များကြောင်ရောက်ကလာမ ဟုတ်တယ်အမကပြောအမကတချင်းလေးတစ်ပေါက်လောက်တူလို့အမကလုံမယ်အခုတော့အကောင့်ထဲမှာပေါ်သေးဘူးပေါ့နော်အမကလည်းတချင်းအမကလည်းအဲ့လိုတချင်းအရန်ရွေးရတယ်ပါပါယွန်းကလည်းအဲ့လိုတချင်းအရန်ရွေးတော့နှစ်ယောက်ကတော်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 ရွေးပြီးမှထွက်လာမယ်ထင်တယ်ဒါပေမဲ့အမကလည်းတော့တချင်းလုံးပဲတော့ပြောတာ exclusively from Golden Valley. ဟုတ်ကဲ့အဲရောဒီနေ့အဆက်ရှင်နေ့မှာရော Modern Radio မှာရောရဲ့ဒီဂျန်ကုန်ပေါ့နော်ရောရဲ့ Diversity Edition မှာဂျန်ကုန်မြို့မှာကျင်းပဖြစ်ပါတယ်။လူဆန်းဆန်းရောရောတချင်းပေါ့နော်ရှင်းနေ့မှာမဆိုဖြစ်တဲ့တချင်းလေးပါမယ်ရောထွက်သားထွက်သားထွက်သားသမားတချင်းပေါ့နော်အဲတော်တော်များနေပါပါမယ်အဲပြီးလို့ရှိရင်ဟို special guest တွေမှာဆိုလို့ရှိရင်မိနစ်ကမပါဝင်တဲ့ အဲမဝိုင်းစုပါမယ်ကောင်ထွက်တို့ပါမယ်ပေါ့နော်မကင်မို့ပါပါမယ်အဲ့ဒါတော့ကျွန်တော်ပွဲမှာပဲတစ်ချက်ကြည့်လိုက်ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးလေးမနစ်ကနဲ့ရုပ်ရှင်မှာလည်းနှစ်နှစ်လောက်ပြီးသွားဆိုတော့ဒီနှစ်မှာလည်းပေါ့မတူတဲ့အဲဖြစ်ဆက်မှုလေးနဲ့ပေါ့နော်အဲ့လိုလေးပြောင်းလဲလေးရောလုပ်ထားပါတယ်ဟုတ်ကဲ့နှစ်နှစ်အမှန်တော့ရင်၃နေရာလောက်ရှင်တာပေါ့နော်အဲရန်ကုန်မန္တလေးနေပြီးတော့အဲလောက်ရှင်တာဒါပေမဲ့မန္တလေးမှာကျွန်တော် ရက်လုံးဝမရဘူးဖြစ်နေပေါ့နော်ရှားပွဲနဲ့လည်းရန်တိုက်နေတော့အဲဒီနှစ်တော့မန္တလေးကိုချုပ်ပြီးတော့အဲရန်ကုန်နဲ့နေပြောင်းမှာလောက်ဖြစ်တာ နေပြောင်းနဲ့မတူအောင်ကတော့အခုခုနပြောလို့တချင်းဒီနေပြောင်းမှာတိတ်နေပြောင်းမဆူခဲ့တဲ့တချင်းလေးဒီရန်ကုန်မှာအပုတ်ရည်များတယ်ဒီနေ့အပုတ်30ပေါ့နော်အပုတ်30ရုံထည့်ထားတယ်အဲပြီးတော့ခုနပြော special guest တွေလည်းဒီမှာရန်ကုန်ပွဲကတော့ပူများပေါ့ပါပါပါတယ်ခဏကြလေးပြောဟုတ်ကဲ့ပါဘလိုပဲဖြစ်ဖြစ်အရောဒီဟိုရန်အခုနှစ်ရှင်းနှစ်နှစ်ကတော့ရန်ကုန်မှာလုပ်ခဲ့တာပေါ့နော်ရန်ကုန်မှာလုပ်ခဲ့တဲ့ရှင်းနှစ်ပွဲလုံးလည်းအဲအပြည့်ပေါ့နော်ဟိုဒီဘာမှအဲ့ဘာအပြည့်လာပြီးအပြည့်ကြရဒီနှစ်လည်းရန်ကုန်လည်း ပြည့်ပါပဲပြီးတော့နေပြည်တော်လေလောက full house အဲ့လိုမျိုး walking တွေကအဲ့လိုအကုန်လုံးဝင်စားဆိုတော့ဘယ်နေရာမှာပဲပွဲလုံးလုံးအဲအရောမျက်နှာမငယ်စီပဲနဲ့ပေါ့နော်အမြဲအပေးကြရဲ့ပရိသတ်ဒုတိယဆင်ကြီးကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အမအမမဆိုပြတာဘူးလေ။ရုံရောကြာရုံရဲ့ဒီဟိုဟာထဲမှာပေါ့နော်။ဟိုအမနဲ့တက်တက်ချားတဲ့ပုတ်လောက်ထားပါဘူး။အမတချင်လေးလေးပါမယ်။ရုံတချင်လေးလေးပါမှာပေါ့။နှစ်ခုနှစ်ခုပါမှာပေါ့။ဒီနေ့ပြည့်တက်နေလာရင်တော့တွေ့ရအောင်။နားထောင်အောင်ပါပေါ့နော်။ ။အော်အမကတော့ပဲကိုရီးယားငငယ်လေးရနော်။ငငယ်လေးရအမကလည်းအားကျခဲ့ရတယ်။အမသင်းနေလေတဲ့။ဟိုဖြတ်တန်းခဲ့ရပဲလေ။ဖြတ်တန်းခဲ့ရဆိုအမကတော့လုံးဝပြောကြအမအဲ့လိုကွာကို့အနေနဲ့အမကိုဟိုထောက်ပြပြီးဝေဖန်ဘိုးရောင်မမတင့်ဘူးကွာတည်ရမှာအမကတော့အမပါပဲနော်အမြင်လဲအကြတယ်အမြင်လဲတူယူရတယ်အဲတချင်းနေဆိုလို့ရှိရင်အမချင်းဆိုရင်အမြင်ကြိုက်ရတယ်လေးစားအမကတော့ဒီနေ့ပြောရသေးတယ် ဟာအင်းရောကြောပွဲဟိုင်းနဲ့ရှုံနေရောလေတီချာလေးမแชร์ပြတော့ဘူးကိုရဲကိုရဲပွဲလဲရှိတယ်ကိုရဲ one man show လဲရှိတယ်အဲ့လေးလည်းအခုပွဲပြင်တော့ share မှာပေါ့အဲ့အဲ့လေးတီချာမแชร์ရသေးတော့မားလို့ congratulation တော့ပြောထားတယ်မားဆက်ပေါ့မှာတူတဆကြောင်ယောက်ကလာမေးပြခဲရင်မင်းရဲ့အချောင်းတွေမပြောပြခြင်းဘူးကဲလို့မြောက်ကြောင်ယောက်ကလာမေးပြခဲရင်မင်းရဲ့အချောင်းတွေမပြောပြခြင်းဘူး ဟုတ်တယ်အမကပြောအမကတော့တရှင်းလေးတော့တူတော့အမကလုံမယ်အဲ့တော့အခုတော့အကောင့်ထဲမှာပေါ်သေးဘူးပေါ့နော်အမကလည်းတရှင်းအမကလည်းအဲ့လိုတရှင်းအရန်ရွေးရတယ်ပါပါအယွန်းကလည်းအဲ့လိုတရှင်းအရန်ရွေးတော့နှစ်ယောက်ကတော်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 ရွေးပြီးမှထွက်လာမယ်ထင်တယ်ဒါပေမဲ့အမကလည်းတော့တရှင်းလုပ်ပဲတော့ပြောထားတယ်လက်ရဒီနားတစ်ပောက်ဒီနားတစ်ပောက်လက်ရတစ်ပောက်လို့ပြေးမှာသုံးပောက်နာမလို့ဖြေးရမလဲအဖြေကမင်းစီမှာငါမသိပါကွာငါဘယ်လို့ဖြေး ပြည့်အမကလည်းတိုက်ခွဲချင်းနေတယ်ပဲပရိသတ်တွေကပို့ပြီးတော့ချစ်ကြတယ်အဲပြီးတော့ဟိုအယွန်းလည်းအဲ့လိုတိုက်ခွဲချင်းနေတယ်ဆိုတော့တိုက်ခွဲချင်းလေးတွေပဲဖြစ်ဖို့များပါတယ်အချက်အချက်ချင်းကတော့အမလည်းကတော့ဖြစ်လာကိုလည်းအမနဲ့ကိုဖြစ်ချင်းမဆိုရှင်တိုက်ခွဲချင်းလို့ဆိုချင်း